ဆရာမတို့စိတ်ပူပါမယ်။နံပါတ်5ချက်ကတော့ဆရာမတို့ဝမ်းတာရင်တာလို့ရတယ်เนาะအားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ။နေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ယေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အရေးတော်ပုံ အောင်ရမည်။စေအားနာရှင်စနစ်ကြာရှုံးရမည်။ 356မှာအလောင်းတောင်လိုပုံပါမယ်3456မှာယောဂဘေးတွေလာပါမယ်3456မှာဒီ9နှစ်ကလေးရစပြီးအသက်30မပြည့်တဲ့လူငယ်တွေအတွက်စိုးရင်စရာအန္တရာယ်တွေကြုံတွေ့ရမယ်နော်ဆရာမတို့အကြီးကဲပေါ့နော်ဆရာမတို့ပြည်သူလူထုကယုံကြည်အားကိုးရတဲ့အကြီးအတွက်အကြီးကဲအတွက်နံပါတ်5ချက်နံပါတ်6ချက်ကဆရာမတို့စိတ်ပူပါမယ် နံပါတ်5ချက်ကတော့ဆီယမတို့ဝမ်းတာရင်တာလို့ရတယ်เนาะဆီယမတို့မြန်မာနိုင်ငံကိုအာဏာသိမ်းထားတဲ့ဒီလူကြီးပိုင်းတွေသေတာတို့ယောဂါဖြစ်တာတို့အဲ့ဒီလိုဖြစ်မှာအဲ့ဒါတော့ပြည်သူတွေအနေနဲ့အုံနောက်ထဲမထင်တဲ့ဝမ်းနာတာလိုက်အဲ့ဒါတော့ပြည်သူတွေအနေနဲ့ဝမ်းတာလို့ရတယ်အဲ့ဒါနံပါတ်5ချက်ဟုတ်တယ်เนาะဆီယမတော့ပုံမှန်လေးလေးမပြောတဲ့ဟုတ်တယ်သူတို့သေးတာတော့ဆီယမဝမ်းတာတယ်เนาะဒါပေမဲ့ဆီယမတို့အကြီးကဲအတွက်ပူတယ်ဆီယမတို့မြန်မာနိုင်ငံအတွက်ပူတယ်အလောင်းတောင်လိုပုံမယ်เนาะစစ်မဲ့ဖြစ်ပါမယ်เนาะ အဲ့ဒါကြောင့်မို့အထူးသတိထားပေးပါစစ်တိုက်ပွဲပြင်းထန်မယ်နော်တိုက်ပွဲပြင်းထန်မယ်နော်အဲ့တော့ရေရရဆရာမပေးမယ်နော်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတိုင်းလှုပ်လို့ရတယ်ပြည်ပရောက်နေတဲ့လူလည်းရုပ်လှုပ်လို့ရတယ်ဆရာမတို့ထုံမှုရှိရတာထုံမှုနော်ဒါဒါဆိုရင်မြန်မာနိုင်ငံမှာအခုဘယ်လောက်ပေးရလဲမသိဘူးအရင်တော့100လား90လားပဲပေးရတယ်နော်ပစ္စည်းမရှိတဲ့လူကအဲ့ဒီလိုထုံမှုလေးနှစ်ပူကိုအဖုံးလေးကိုဖွင့်လိုက်ပါ ဖွင့်ပြီးတော့မိမိရဲ့အိမ်ဘဝချမ်းမှာဒီဘက်မှာထုံတပူဒီဘက်မှာထုံတပူထုံတပူထားပြီးပါနော်အဲ့ဒီထုံဘူးလို့အိမ်တွင်းထဲမှာပဲထားအပြင်မှာထားစရာမလိုအဖုံးဖွင့်ထားမယ်နော်ညကြီးထဲမှာဒီလိုလေးစစ်ရတယ်ဆိုစစ်လိုက်တိုက်ခိုင်းနေနေတဲ့လူတွေဆိုရင်လည်းအဲ့ဒီပုံမှာတင်ထားလို့ရတယ်နော်အဓိကမိမိရဲ့အိမ်ဘဝဖြစ်ဖို့ရည်ကြီးရအဲ့ဒီမှာထုံတပူထားမယ်ဒီတမန်သလင်းပေါ်ကြတော့ကြတယ်ဆရာမတို့တောင်းမြင်တယ်လဲ တောင်မြင်တလဲတိလာမသူအညာဒေတာလူတွေဆိုသိရယ်နော်ဒီကလူတွေတိမသိရောမသူဆရာမလည်းမပြောတတ်ဘူးတောင်မြင်တလဲပဲပြောတတ်တယ်နော်အဲ့ဒီတောင်မြင်တလဲကိုမိမိရဲ့အိမ်မျက်နှာပြင်ပေါ့နော်မျက်နှာပြင်ဧရိယာမှာတောင်မြင်တလဲခင်းပေးထားပါနော်တကယ်လို့ဆရာမတို့ကတိုက်ခန်းနေတဲ့လူတွေဘယ်လိုလုပ်ရမလဲတိုက်ခန်းနေတဲ့လူကအောင်အိုးလေးတွေဝယ်လိုက်မြေအိုးလေးတွေလေအောင်အိုးလေးတွေမှာတောင်မြင်တလဲအပြည့်ဆိုင်ပါနော်တောင်မြင်တလဲအပြည့်ဖြည့်ပြီးအဲ့ဒီခြံဝထုံးကူးလေးနားမှာပဲကပ်ပြီးတော့ထားဖျားမှာကြတော့မိမိရဲ့အိမ်ဖျားမှာအိမ်တိုင်းမှာအုံညွန့်သုံးညွန့် ဖန်ခွက်ထဲကိုထည့်ပါထည့်ပြီးရေထည့်ပြီးဖျားကိုလှူပေးထားနော်ဖျားမှာလှူရမှာအုံညွန့်သုံးညွန့်ဖန်ခွက်ထဲကိုထည့်ပါရေနဲ့ဖျားဖျားကိုလှူပေးထားပါအဲ့ဒီအုံညွန့်နွန်နိုင်လဲပေးပါနော်အိမ်မှာအမြဲတမ်းပထန်းအတူယွတ်ရင်ရတယ်အတူယွတ်တဲ့သူကလည်းအတူယွတ်အတူမယွတ်နိုင်လို့ရှိရင်အရှင်ယွတ်တဲ့လူပိုကောင်းတယ်နော်တိပရောက်နေတဲ့လူတွေကမြန်မာမင်းအောင်လိုက်မင်းအောင်လိုက်တရေညိမ့်နေတယ်เนาะ ခရီးရရောက်လို့ပင်ပန်းပြီးတော့များငိမ့်နေရမှဒါမှမဟုတ်ရုရှားကနေမှအပြန်မှအဖမ်းခံရလာတော့မသိဘူးဆရာမလည်းသူတရေမကြည့်မြူဒီနေ့ကကဆုံလာပြီနေဆိုတော့စောနာတရားနာနေတာအဲ့ဒါစောနာကလေးတယောက်ကမေးလို့ဆရာမသဘာဝဘေးနဲ့ပတ်သက်လို့မြမပြီးကစိုးရင်ရသည်လားတဲ့မေးလို့အဲ့ဒီကွန်မန့်လေးတွေ့လို့အဲ့ဒါပြောလိုက်တာဂူရတိပဲနော်တဘာဝဘေးနဲ့ပတ်သက်လို့စိုးရင်ရပါတယ်6လပိုင်းထိစိုးရင်ရတယ် 6လပိုင်းကုန်လို့ရှင်တော့ဆရာမမြန်မာနိုင်ငံစာတာကိုပြန်ကြည့်ပေးမယ်ပြန်ကြည့်ပြီးပြန်ဟောပေးမယ်ပေါ့နော်6လပိုင်းမကုံမချင်းရတော့စိုးဘူးစိုးရင်ရတယ်9လပိုင်းအတွင်းမှာလဲဆရာမကြိုပြောပါတယ်ဒီ9လပိုင်းအတွင်းမှာလဲအထူးကူယူဆက်ရမယ်6လပိုင်းစပြီးတော့6လပိုင်းစပြီးတော့တနေ့တနေ့6လပိုင်းစပြီး6လပိုင်းတရက်နေ့ဆိုရင်ပဲအဲအဲ့လိုရေကြီးနေကြနေရာတွေကနှစ်တိုင်းရေကြီးနေကြနေရာတွေကရေပေးရှောင်တာအထုပ်တွေပြင်းပြီးရေပေးတာရှောင်ဆရာမမြင်ရတဲ့နမိတ်ကိုပြောမယ်ဆိုပြည်သူကငိုတော်ငိုမှာ နော်ဆီယမအဲ့ဒါကိုမြင်တဲ့ဟာကိုအကုန်မပြောဘဲနဲ့ထိုင်ထိုင်သိမ်းသိမ်းပြောတာမင်္ဂလာပါရှင့်နော်ဒီဗီဒီယိုဖိုင်လေးကိုမိဘပြည်သူမြန်မာနိုင်ငံသားမှန်တယ်ဆိုဝိုင်းရှယ်ပေးနော်ဆီယမဒီဥစ္စာကတော့အမှန်တရားလဲပြောစရာရှိတယ်လို့မြန်မာနိုင်ငံသားတွေအတွက်အန်တရာယ်ကြောက်ရမဟာတွေလဲသတိပေးစရာရှိတယ်အဲ့ဒါကြောင့်မလို့ဝိုင်းရှယ်ပေးလို့ပြောတာရှင့်နော်အဲ့တော့ဟိုတနေ့ကဒီဘဲရင်မှာဒီဘဲရင်စကိုင်းတိုင်းစကိုင်းတိုင်းဒီဘဲရင်မြို့နော် အိုးထိန်ကျွာကိုအိုးထိန်ကျွာကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတာအဲ့ဒါကိုမင်းအောင်လိုင်းစစ်တပ်ကလေရင်နဲ့ဘုံကျဲတာဖြစ်ပါတယ်အဲ့ဒါအမှန်တရားပါနော်အဲ့ဒါကိုလိုင်းပေါ်မှာဒဇင်ဦးရဲ့ဇော်ဖုံးဟင်းရဲ့ကျော်စိုးဦးရဲ့ဒီပိတ်တာသုံးကောင်ကเนาะလေရင်နဲ့ဘုံကျဲမှုမရှိပါဘူးဆိုပြီးတော့ဖြောင်းလိန်ဖြောင်းစားကလိန်ကြစ်ကြပါတယ်เนาะအဲ့ဒါလည်းပြောချင်ပါတယ် အဲအဲ့တော့အဲ့တရောင်းစား၃កောင်ကိုလည်းအဲ့ဒီပိတ်တာ၃កောင်ကိုလည်းဒဲပြောပါမယ်နော်ကလိန်ကြီးကြကြတယ်နင်တို့မှန်လားမှန်ငါကျင်စာတိုက်ပေးရမလားငါကျင်စာတိုက်ပေးရမလားဟမ်ပြည်သူတွေကျင်နာနဲ့ငါကျင်နာနဲ့နင်တို့ဘယ်ဟာပိုထိလဲဆိုတာနင်တို့အတီဆုံးနင်တို့ငါကျင်စာတိုက်ပေးရမလားလို့ပဲငါပြောမယ်နင်တို့မှလည်းမိသားစုတွေရှိတယ်နော်ငါကျင်စာတိုက်ပေးရမလားဟမ်တရောင်းစားပိတ်တာ ပိတ်တာမှနဲ့ပိတ်တာ၃កောင်နောက်ထပ်កောင်မအစိုးဆုံးកောင်မတစ်កောင်ရှိသေးတယ်မျက်မှန်မျက်မှန်နဲ့ မျက်မှန်နဲ့ထောင်ထွက်တင်နေကောင်းမတကောင်ဟမ်အယိုးအယိုးအယိုးကအယိုးအယိုးမလေး AID ရဲ့အေးကြိုက်နေတဲ့ကောင်းမချမောင်ယိုးမဒေါက်ထိုးမတကောင်ရှိသေးတယ်လိုင်းပေါ်မှာအမြဲတမ်းသတင်းသမားသမားသတင်းဘာသတင်းသမားတော့နေရဟမ်သတင်းသမားရဲ့စီကံဥပဒေသတင်းသမားတယောက်မှ ရှိသိရှိတိုက်တဲ့ဝင်းကြီးနေနဲ့မညီလားဟမ်ဘာသတင်းသမားတော့တစ်ဖက်ပိတ်ပြီးဘောမှနေတဲ့ဟာသတင်းသမားလားတောင်းစားမှဟမ် င်တို့ငါကြိမ်စာတိုက်มาရတော့မယ်เนาะအဲဒါကျမပြောမယ်เนาะမိဘပြည်သူများအခုလာမေးတယ်တချို့တော့ကျမမနေ့တော့လုံးဝမအောင်ကျမအဲ့ဒါကိုတင်ပြီးသားဖြစ်တယ်เนาะတကယ်စစ်ကောင်စီကလေရင်နဲ့ဘုံကျဲတာဖြစ်တယ်ဘာဖြစ်လို့ကျဲတာလဲဆိုတော့ကြတော့အဲ့ဒီနေမီကစစ်ကောင်စီစိုးမိုးတယ်နေမီမဟုတ်ဘူး BDF တွေကတိမ့်ထားတဲ့နေမီเนาะအဲ့တော့ကြတော့ BDF တိမ့်ထားတဲ့နေမီမလို့ဒီကလေးတွေကို BDF တွေအဲ့မှာစီရီယာဝန်ထမ်းဆရာဆရာမတွေကလည်းစာသင်ပေးနေတယ်เนาะ အကြောင်းကပုံမှန်တိုင်းပေါ့ဗျာ BD ရဲ့တင်ထားတဲ့နေမြေမှာလုံးဝအေဂျင့်ပြီးတော့အကြောင်းလဲပုံမှန်တိုင်းပုံအကြောင်းတက်ဆရာရှိရဲ့ကလေးရဲ့ပုံမှန်တိုင်းအကြောင်းတက်စီးပွားရေးလုပ်ဆရာရှိရဲ့ပြည်သူကလည်းပုံမှန်တိုင်းစီးပွားရေးလုပ် BD ရဲ့တွေကလုံခြုံရေးယူအဲအဲ့ဒီလိုနေမြေမြန်မာနိုင်ငံမှာတချို့နေမြေတွေမှာ BD ရဲ့တွေစိုးမိုးထားတာရှိတယ်။ BD ရဲ့တွေဒီစစ်ကောင်စီနဲ့စစ်ကွေးတွေနဲ့ BD ရဲ့နဲ့တိုက်တော့ BD ရဲ့တွေနိုင်တဲ့နေမြေမှာ BD ရဲ့တွေကစနစ်တကျစီမံအုပ်ချုပ်ပြီးတော့ဒီလိုဒီလိုမျိုးလုပ်နေတဲ့မြို့တွေရှိတယ်။အဲ့ဒီမြို့တိုင်းမှာကို နောက်လဲဒီလိုမျိုးတွေကလုံးမှဖြစ်တယ်เนาะအဲ့ဒါကြောင့်မို့ပြည်သူတွေကဆဆရရဂယူးဆိုင်ပေးပါเนาะအခုလဲတမင်္ဂလာဒီစာစတင်ကြောင်းမှန်းလဲသိတယ်ကလေးတွေရှိမှန်းလဲသိတယ်တမင်ကိုဗီဒီယိုဆူမိုးတဲ့နယ်မြေမလို့တမင်ကိုရုပ်မာပြီးတော့စစ်ကောင်စီကလေရင်တေချာအတိအကျချိန်ပြီးတော့လေရင်နဲ့ဘုံကျဲတာဖြစ်ပါလေရှင်เนาะအဲ့ဒါအမှန်တရားပါ နော်အဲ့တော့ဆီယမဒီမှာတင်ပေးထားတာထဲမှာစစ်ကောင်စီလေးရင်တဲ့ပုံကျဲလေလူ40ကျော်လို့တင်ထားတယ်အဲ့ဒါတစ်ချက်တော့မှားနေတယ်အဲအသေးတဲ့ပြည်သူအသေးတဲ့ကလေးတွေအကုန်လုံးကဆရင်တိကြက20ကျော်ပါနော်ဒဏ်ရာရတဲ့လူလည်းရှိတယ်နော်အဲ့ဒါတခုတော့ဒါဟိုဘက်ကသတင်းပေးတဲ့လူကမှားတာအဲ့ဒီသတင်းဟိုဘက်ကသတင်းပေးတဲ့လူလည်းတခါလဲပြောမယ်နော်ငါ့ကိုသတင်းပေးမယ်ဆိုမှန်မှန်ကန်ကန်ပေးနော်ပိုလိုပေးရင်ပါချခံရမယ်ကြားလားနော်အဲအဲ့ဒါလည်းငါပြောစရာရှိငါဟိုဘက်ဒီဘက်ဟိုကမဖြစ်ဘူးငါပြောစရာရှိတဲ့ပဲပြောတာနော်အဲ့တော့ ဇော်ဖုံးဝင်းရဲ့ဒဇင်ဦးရဲ့ကြော်မျိုးမင်းဟာကြော်ဆိုးဦးရဲ့နော်နောက်မျက်မှန်လေးလုံးရဲ့ကောင်မရဲ့နော်နင်တို့အဖေမင်းအောင်လိုင်းကလေရင်နဲ့ဘုံကျဲတာ မရှိပါဘူးဟုတ်လားနင်တို့အဖေမင်းအောင်လိုင်းကလေရင်နဲ့ဘုံမကျဲပါဘူးဆိုလို့ရှိရင်နော်နင်တို့တွေဒီထက်မကအဆင်ပြေပါစေ နင်တို့အဖေမင်းအောင်လိုင်းလေရင်စစ်တပ်ကနေမှတမင်္ဂလာတာကလေးတွေစာသင်ကျောင်းမှတိတိလေးရဲ့လေရင်နဲ့ဘုံကျဲတာမှန်လို့ရှိရင်နင်တို့လေးကောင်ဒီဒီတနှစ်တွင်းမှာအသေးဆိုးနဲ့သေပါစေနော်နင်တို့မိသားစုတွေလည်းသူများတက်လို့သေချင်းဆိုးနဲ့သေပါစေနော်ငါကျွန်တော်ချိန်စာတိုက်မယ်တလားခထောင်းစားတွေနော်အဲနောက်နောက်လည်းပြည်သူလူထုကသတိထားရမယ်ဖြစ်တယ်ဒီလိုမျိုးတွေလုပ်နေမှာဖြစ်တယ်နော်ဒါဥစ္စာဘာလဲဆိုတော့ကြတော့စစ်ကောင်စီရဲ့မနာလိုမှု နော်စစ်ကောင်စီနယ်မြေမှာ PDF ကသွားပြီးတော့စာသင်ကျောင်းတွေမှာလေရင်နဲ့ဘုံဘုံခွဲတာတို့ပစ်တာတို့ခတ်တာတို့ဆိုတာမရှိဘူးနော်ဒါပေမဲ့အဲ့ဒီလိုရှိလာတယ်ဆိုရင်တော့စစ်ကောင်စီကလှုပ်ကြံမှုဒီလိုအောက်တန်းကြမှုကစစ်ကောင်စီရဲ့လုံထုံးလုံလီဖြစ်တယ်နော်ဒါကိုပြည်သူလူထုကသိဖို့အရေးကြီးတယ်အခုဆိုရင်တေးတဲ့ကလေးတွေအင်မတန်သနာဖို့အရန်ကောင်းတယ်ဒီကလေးတွေမှာဘာဖြစ်ရှိလဲအဲ့ဒီပို့ဒီအောက်မှာကျမဒီအောက်ထဲမှာတင်ထားတယ်ဒီကလေးတွေမှာဘာဖြစ်ရှိလဲဆိုတချို့ဟာဟာလာပေးတယ်သံတော်စားမှာ တံတားဥစားတွေနင်တို့မိသားစုနင်တို့သားသမီးတွေတေချင်းစိုးနဲ့တေးပါစေနော်အဲ့ဒီပို့တင်လို့ YouTube မှာလည်းသူများတွေက share မှ like လုပ်နေချိန်မှာတင်လိုက်တာတင်လိုက်တဲ့အောက်မှာကောင်မတကောင် share မကိုလာဆဲနေတယ်နော်နင့်မိသားစုကလေတက်ကမိသားစုဖြစ်လို့နင်ကောလာဆဲနေတာလားဟမ်တေချင်းစိုးနဲ့တေးပါစေနင်တို့မိသားစုတလားဘဝတသက်စားလုံးဘက်တော့မှမိစုံဖဆုံမနေရပါစေနဲ့နော်အဲ့ဒီလေရင်နဲ့ဘုံကျဲတဲ့ဘုံကျဲတတ်တဲ့ မိသားစုတွေလည်းเนาะဒီကလေးတွေစာသင်ကျောင်းကိုလေရင်နဲ့ဖုံးကျဲတက်တဲ့မိသားစုတွေလည်းဒီနေ့ကစပြီးတနေ့အတွင်းမှာเนาะသွားလေရလာလေရမှာကားမောက်လို့သေပါစေအိမ်မနေမွေကြိုက်သေးသေချင်းစိုးနဲ့သေပါစေเนาะသိလားနင်တို့အဲ့ဒီလိုချိန်မောက်ရမယ်မချိန်လို့မရအောင်နင်တို့တရားလွန်လွန်လာပြီဟမ်နင်တို့စီကန်းနေနင်တို့ဒီရုပ်စာဒီကလေးတွေဆိုတာပြင်မရှိဘူးငါပြောရရှယ်နင်တို့ဗီဒီယိုတွေကိုမကျင်တတ်ဘူးဗီဒီယိုအစိုးမျိုးစိုးမိုးတဲ့နယ်မှာနင်တို့မကျင်တတ်ဘူးလားနိုင်အောင်တိုက်လीအ နိုင်အောင်တိုက်လေနိုင်အောင်အပြင်မှာစိန်ခေါ်ပြီးတော့ထိုးလေတယောက်ချင်းစီစိန်ခေါ်ပြီးတော့ထိုးလေဟင်နှုတ်ယောက်ျားတွေမဟုတ်ဘူးလားဘာလဲနင်တို့ကအမြဲတမ်းအမြဲတမ်းနောက်ရှေ့လျှောက်လဲတော့ပြည်သူလူထုသတိထားတော့ BDS ဆိုးမိုးတဲ့နယ်မှာတော့ဒီတော်လိုင်းကြီးကလေးတွေကိုလည်းဆက်မသတိပေးချင်ပါတယ်တားလို့ဆိုးမိုးတဲ့နယ်မှာ ီသထောင်းသားတွေကဒီလိုပဲစောက်ကြည့်ရုံမှုတွေအများကြီးလုံမှာเนาะဘာဖို့လို့သားတို့နယ်မြေမှာသားတို့ပြည်သူလူထုနဲ့အဆင်ပြေနေတယ်အေဂျင့်နေတယ်တာယာနေတယ်ဒါတို့သူကမကြည့်ကြဘူးမမြင်ကြဘူးเนาะအဲ့တော့ဆီယမတခါလဲပြည်သူလူထုကိုသတိပေးပါမယ်ဆီယမတို့ဒီဝိဇ္ဇာတွေရောဒီဆရာပေါ့နော်အထက်လန်းလောက်တဲ့ဆရာတွေအကုန်လုံးကဒီဝါဆိုဝါဆိုလာပြီးနေဆိုလို့ရှိရင်စပြီးတော့ဝါဝင်ပြီးပေါ့နော်ဝါဝင်လို့ရှိရင်အတိတ်ခံတွေလောက်ကြပါတယ်နော်ဆရာမလည်းအပါဝင်ပေါ့နော်အဲ့တော့じゃတော့ အဲ့ဒီအနိမစပြီးတော့ဝါထွက်တော်မှာဆရာမတို့ကအပြင်ဝင်ပြန်ထွက်มาဖြစ်တဲ့အတွက်ပြည်သူလူထုအနေနဲ့เนาะဒီရှေ့ရှောက်ကိုအဆဆရရသတိထားပါဒီတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေလှအောင်มาဖြစ်ပါတယ်เนาะကြိုဟောလိုက်ပါပြီเนาะဒီတဲ့ရက်ဆက်မှုကြမ်းကြုတ်မှုမင်းအွန်လိုင်းရဲ့ရုပ်မာမှုတွေလှအောင်มาဖြစ်တယ် ဘာဖြစ်လို့လဲဆိုတော့ तू ကရွေးကောက်ပွဲလုပ်ချင်တာဖြစ်တဲ့အတွက်တိန့်ထားတဲ့နယ်မြေတို့ तू ဘလို့နီးနေဖြစ် तू ပြန်လိုချင်တာဖြစ်တဲ့အတွက်ရက်ဆက်ရုပ်မာမှုကလုံမာဖြစ်ပါတယ်ပက်ပက်ဆက်ဆက်ကိုလုံမာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်ပြည်သူလူထုတွေအန်တရယ်ကင်းပါစေဘေးကင်းပါစေလို့ဆ iam မဆူတောင်းပေးပါတယ်ဆ iam ရဲ့ရည်ရဲချက်ကတော့နော်မြန်မာပြည်ငြိမ်းချမ်းစေခြင်းနဲ့ပြည်သူလူထုအေးအေးဆေးဆေးနေစေခြင်းနဲ့နော်ဆ iam ကတော့အဲ့ဒါပါပဲတခါမှလည်း BDN နဲ့စစ်တပ်နဲ့ ဟိုပြစ်ကြခတ်ကြလို့စစ်သားတွေတေလို့ဆီယမဘုရားမှာပြောတယ်ဆိုတာမရှိပါဘူးဆီယမဆီယမတို့ကဆရာတယောက်ဖြစ်တယ်လीနော်ဒါဒါနိုင်ငံရေးပြောတယ်ဆိုတာတော့မှဆီယမပြည်သူလူထုအတွက်မြန်မာပြည်ငြိမ်းချမ်းစေခြင်းလို့ပြည်သူလူထုအတွက်မခံနိုင်လို့လို့နော်ဒီစစ်တပ်စစ်ကောင်စီကမတရားလုပ်လို့တာဆီယမဒီတော်လန်ရေးဘက်မှာပါပြီးတော့ပြောနေတာဖြစ်ပါတယ်ဆီယမအနေနဲ့တော်လန်ရေးမှာပေါ့နော် ဆီယမစားနဲ့ရိတ်ခါလှူတယ်စားဖို့တောက်ဖို့လေးလှူပေးတယ်စစ်ဘေးရှောင်လှူတယ်ဆီယမစေးဖို့ဝါကလှူတယ်ဆီယမအဲ့ဒါပဲလှူပါတယ်ဆီယမကြည်စံဖို့လည်းမလှူသလိုတတ်နှက်ဖို့လည်းမလှူပါဘူးကိုကိုကိုယ်တိုင်လည်းသူများကိုတတ်တဲ့အလုပ်ကိုမလုပ်ပါဘူးเนาะစိတ်တူရင်တော့ပြောရင်ပြောမယ်ဆိုရင်ဆိုလိုက်မယ်ဆီယမသူတော်ဘာအသက်ကိုတတ်ပါတတ်တဲ့ကံကိုလည်းကိုကိုယ်တိုင်လည်းမကျူးလွန်သလိုအဲ့ဒီတတ်တဲ့လက်နက်တွေဝယ်ဖို့ကိုလည်းဒီနေ့ဒီချိန်ဒီတော်လိုက်ကြီးကာလမှာဘသူ့ကိုမှမလှူဘူးပါဘူး ဒါမှန်သောတစ္ဆာစကားပါနော်ဤတစ္ဆာမှန်ပါကမြမပြီအမြဲဆုံးငြိမ်းချမ်းပါစေလို့ဆရာမဆုတောင်းပေးပါတယ်ပြည်သူတို့ငြိမ်းချမ်းစေခြင်းနဲ့အေးချမ်းစေခြင်းနဲ့နော်အဲ့ဒါကြောင့်မလို့ထပ်ပြီးတော့ပြောပါမယ်ပြည်သူတွေအနေနဲ့ဘာသာရေးများများလုပ်ပေးပါနော်ဘာသာရေးလုပ်ဘာသာရေးလုပ်ရမယ်အချိန်ကိုကြပါပြီကိုယုံကြည်အာကိုကိုးကွယ်တဲ့ဘာသာတရားကိုကန့်ရှင်းကြပါဘာသာရေးလုပ်ကြပါနော်အခုဟာကဘလူးမနဲ့ ဘလူးမနဲ့မိခင်အရင်ကသားလူပွဲဖြစ်နေတာဖြစ်ပါတယ်နော်အဲ့တော့ဘလူးမကတော့စိတ်ကောင်းစီဖြစ်တယ်လို့နော်ဒီဘက်ကတော့ပြည်သူကနေမှပြည်သူကိုပြန်ပြီးတော့သားလူနေတာဖြစ်တဲ့အတွက်နော်ရက်ဆက်ကြမ်းကြုတ်မှုတရပူစောင်းတာတွေကရှစ်လျှောက်အများကြီးလာဦးမှာဖြစ်ပါတယ်နော် ဒီလိုပဲတီးထဲမကတာကြီးလာဦးမှာဖြစ်တယ်ရွေးကောက်ပွဲလှုပ်ချင်တာဖြစ်တဲ့အတွက်မင်းအောင်လန်ရုပ်မာမာရုပ်မာမာအစွမ်းကုန်ရုပ်မာတော့မှာရှစ်လျှောက်ပို့ဆိုးတော့မှာနော်အဲ့တော့သူတော်ကောင်းတွေကလည်းဒီအဋိဌာန်နေဝင်နေတဲ့အချိန်ဆိုတော့ကျတော့ဒီမြေပြင်ကိုပြန်မကြည့်နိုင်တဲ့အချိန်တွေဆိုတော့ပို့ဆိုးမဲ့အချိန်တွေကိုရောက်မှာနော်အဲ့ဒါကြောင့်မို့ကြိုတင်ပြီးသတိပေးတာဖြစ်ပါတယ်ဒီပို့လေးကိုမြန်မာနိုင်ငံအသားမှန်ရင် like share ပေးပါဆရာမ follower ရဖို့အသေးရဖို့ကအရေးမကြီးပါဘူးပြည်သူလူထုအများကြီးတည်ပြီးတော့ပြည်သူတွေအန်တရာယ်ကင်းတယ်ဆိုလို့ရှိရင်ဆီယမတ်တို့ကုစုရလို့ တင်ပေးတာဖြစ်ပါတယ်เนาะစစ်ဘေးရှောင်ရမယ်လို့ဆရာမကြိုပြောပါတယ်เนาะရေဘေးလဲရှောင်ရမယ်သတိထားပြီပါစစ်ဘေးရှောင်ရင်တရုတ်ပိုင်လိုင်းရှိတဲ့နေရာကိုရှောင်ပါရေဘေးရှောင်ရင်လည်းတရုတ်ပိုင်လိုင်းနဲ့နီးတဲ့နေရာကိုရှောင်ပါရှင့်เนาะအဲ့ဒါပဲအန်တရယ်ကင်းပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်เนาะပြည်သူကနေမှပြည်သူပဲရှိတာမလို့ကျမ်းမာချမ်းသာပါစေလို့เนาะအဘေးကင်းပါစေရှင့်เนาะ